50တနေဒီနေ့ထိုင်းရွှေစီပိတ်သွားပါတယ်ထိုင်းရွှေစီကမနေ့စောမှာ400တက်ပေမဲ့ညနေမှာတော့ဈေးပြန်ကျပြီးတော့ပြေလုံးတိုင်းတာနဲ့50တနေဈေးပိတ်သွားတာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က16ရက်နေ့6လပိုင်း2020နဲ့9ခုနှစ်ညလပိုင်းထိုင်းရွှေဈေးက90တက်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲစီဆိုင်ငါရောင်းတဲ့ဈေးက9250ဆိုင်ငါလက်ခံတဲ့ဈေးက9450လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ငါရောင်းတဲ့ဈေးက9350နဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3416နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ32.48နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်66.5ရာခိုင် င်လို့ရှိတဲ့အတိုင်းရွှေခေကဘန်ကောက်ထဲမှာလက်ခံ200ရှိပါတယ် ။လက်ခပီးအစီတိုင်းရွှေခဲတပတ်သားကို9250နဲ့ပေါင်စီရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရခိုင်လုံးပြန်မပြတ်ဘဲဆိုင်က9450ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝေရနာရဲ့လက်ခတွေကတော့ပန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ဒီရှိပိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းပြပြတဲ့ပြင်ကို4900ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါ 69.99ရှိတဲ့ရွှေခဲကတကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3582ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက3568ဘတ်နဲ့ပေါက်ဈေးရှိပါတယ်69.99ရှိတဲ့ရွှေခဲကိုဝယ်စုခြင်းနဲ့ဆိုလို့ရှိရင်တော့တကရန်ကနေစပြီးတော့ဝယ်စုလို့ရပါတယ်96.500ခန့်လို့ရှိတဲ့ရွှေခဲကိုဝယ်စုမယ်ဆိုရင်တော့တမတ်သားကနေစပြီးတော့ဝယ်စုရမှာဖြစ်ပါတယ် 66.500ခန်းလုံးရှိတဲ့ထိုင်းရွှေအခဲကိုဝယ်ဆိုချင်နေဆိုရင်တော့လက်ခစီသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ဘတ်သားကိုလက်က205ဘတ်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်ငွေစီတွေကိုအများအန်တင်ပေးပါရစေ။ထိုင်းရွှေစင်ငွေစီတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ။